မင်္ဂလာပါကျွန်တော်တို့ဒီသင်ခန်းစာတော့ကျွန်တော်တို့ online သင်ခန်းစာတွေကသင်ခန်းစာတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီရေကိတ္တာကကျွန်တော်တို့အေးကွိုင်းလေးစီထားတယ်အပူကွိုင်းလေးလေးထားတယ်ကွန်ပရက်ဆာလေးစီလေးထားတယ်ဒါပေမဲ့သူကခဏခဏချုပ်နေတာပေါ့နော်အဲ့ဒီချုပ်နေတာကဘာဖြစ်တာလဲဆိုတော့ကျွန်တော်တို့ကေဗဂျူအဝတ်ဒီလိုအပ်တဲ့အဝတ်ထဲတအားကျင်းသွားပြီဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့မူလကေဗဂျူအဝတ်က ျွန်တော်တို့ဒီနေရာမှာကြည့်မယ်เนาะဒါဆိုရင်ကျွန်တော်တို့အခုသူ့တက်ဆိုင်ရမယ့် cabbage အဝကတော့ဒီမှာတစ်ချက်ကြည့်လို့ရတယ်เนาะအဝကိုကြည့်လို့ရတယ်เนาะမူလ cabbage အဝဒီတအားချင်းပြီးမှကျွန်တော်တို့ခက်ခဏခဏချုပ်တာဖြစ်ပါတယ်เนาะဒါဆိုရင်သူကတော့ originity session ကနေဖောက်လွတ်လာတာဆိုတော့ကျွန်တော်တို့က session အစ်စ် cabbage အစ်စ်လက်တက်ပေးရမှာဖြစ်ပါတယ်ဒါဆိုတော့ဒီ cabbage ကတော့ကျွန်တော်ပိုက်ပေးရမှာပေါ့เนาะဒါဆို okay ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်ဟုတ်နမင်းတို့ကြည့် thank you အဲ့တော့ဒီကြပဲကြီးကိုလောက်တော့မယ်ဆိုရင်ကျွန်တော်ဒီ AA ဘန်းကိုဖြောက်ရမှာဖြစ်တယ်နော်ဒီ AA ဘန်းကိုဖြောက်ရမှာဖြစ်တယ်ဒီ AA ဘန်းဖြောက်ရတဲ့ခါကျွန်တော်တို့ဘလို့ပုံစံမျိုးယူမယ်ဆိုတာကိုအရင်ဆုံးလောက်ထားပေးမှာဖြစ်ပါတယ်နော်ကျွန်တော်ဒီကောင်ဖြောက်တော့မယ်ဆိုရင်ဒီ AA ဘန်းဖြောက်မယ်ဆိုရင်နှက်ကတော့ဒီဘက်မှာတလုံးရှိတယ်ဒီမှာတလုံးရှိတယ်အဲဒီမှာတလုံးရှိတယ်ဒီမှာတလုံးရှိတယ်နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့ဖြောက်ရမှာဖြစ်တယ်နော်ဒီမှာနှက်က ဒီမှာတလုံးရှိတယ်နော်ဒါဆိုပြောက်ပြီတလုံးနော်တလုံးဒီမှာရှိမှန်းနောက်တစ်လုံးကဒီမှာရှိမယ်နော်ဒီကရဲ့ ဟာလေးကိုကျွန်တော်တို့အရှိကိုထောက်ရမှာဖြစ်တယ်နော်ရှိကိုထောက်ရတဲ့ကကျွန်တော်ဒီမှာဝိုင်ယာလေးနေရှိတယ်ခဏခဏတည်းအဲဒီအောက်ချတာလေအောက်ငါအောက်ငါချာဒီမှာဝါရင်းလေးတွေရှိတယ်เนาะဒီဝါရင်းလေးတွေကတော့ကိုယ်ဓာတ်ပုံရိုက်ပြီးမှဖြုတ်လို့ရတာဖြစ်ပါတယ်เนาะမဖြုတ်ပင်းနဲ့ကျွန်တော်တို့ဒီတိုင်းထားပြီးမှဖြုတ်လင်းရတာဖြစ်ပါတယ်ဒီအောက်နာလေးကိုခဏလေးထားမယ်ဒီတော့ A ဘန်လေးကိုကျွန်တော်တို့ဒီလိုအပြင်ကိုဒီဘက်မှာခြိုက်ထားသေးတယ်เนาะရရ ဒီကောင်မှာချိန်ထားချိန်ထားသေးတယ်နော်ဒီဒီထိန်းထားတာလည်းပါတယ်နော်ဒါလေးတွေကိုကျွန်တော်လုတ်ပေးရမှာဖြစ်တယ် Okay ဒီအဲ့ net တွေကိုကျွန်တော်ဖြုတ်ပြီးသွားရင်နည်းနည်းလေးအောက်ချလိုက်ပါနော်ဒါဆိုရင်ကျွန်တော်ဒီမှာ fight တွေ့ရမှာပါနော်သူကတော့ cabbage ကတော့ကျွန်တော်ဒီမှာရှိတယ် cabbage ကိုပြန်တက်တဲ့အခါကျတော့ကျွန်တော်တို့ကဒီကနေဖောက်ပြီးမှ cabbage ကိုတက်ပေးရမှာဖြစ်တယ်နော်ဘာလို့ဆိုဒီ cabbage က session နဲ့အတူတူ သွားတာဆိုတော့ကျွန်တော်တို့ကဒီပြန်ဖောက်တဲ့ကဒီရက်တက်ရမနော်အဲ့တော့ဖြောက်တဲ့ကကျွန်တော်တို့ဒီကအပူပေးလို့ဖြောက်လိုက်မှာဖြစ်တယ်ကပကျူးပါပါသွားမှာဖြစ်တယ်နော်အဲ့တော့ဒီကနေသူ့ရဲ့အဆက်ပါတယ်ဒီအဆက်ကိုကျွန်တော်တို့ကအပူပေးပြီးမှဖြောက်မယ်ကပကျူးကတော့အတွင်းထဲမှာရှိမှာဖြစ်ပါတယ်နော်အတွင်းထဲမှာရှိတာဖြောက်မယ်ဖြောက်ပြီးမှကျွန်တော်ကပကျူးဒီဒီကနေအသေးအစာထုတ်အောင်မှာဖြစ်ပါတယ်နော်ဒါဆိုရင်ဒါကိုပတ်တိုက်ပြီးဖြောက်မယ်နော်ဟုတ်တယ်မဟုတ်တယ် တော့ဒီအဆက်လက်ကဖြောက်မယ်ဆိုရင်ကျွန်တော်တို့ဟိုဟာကြောက်ပြလက်ကပေးရမှာဖြစ်တယ်နော်ဒီမှာ20လား21လားကင်မရာ21လားဒီမှာကြောက်ပြကပေးရမှာဖြစ်ပါတယ်နော်ကြရရရ ျွန်တော်အပေါ်မှာအပေါ်ကဟာတယ်လေကျွန်တော်သင်္ချာပြစ်ပေးရပါမနော်ကြောက်ပြတ်တက်တက်လို့သိတယ်ကြောက်ပြတ်တက်တက်လို့သိတယ်အပေါ်ကရမှာโอเคဒီတော့အထက်သားလေးကိုကျွန်တော်သင်္ချာလက်ကပေးရပါမနော် တကယ်လို့ဖျောက်လို့မရဘူးဆိုရင်ကျွန်တော်တို့ကဒီမှာဖြတ်လိုက်ရတယ်เนาะအတွင်းထဲမှာကပ်ဘဂျူးပါတယ်เนาะအဲ့တော့ဒါလေးကိုအဝါချဲ့ပြီးမှကျွန်တော်တို့ဒီမှာသူ့ရဲ့ကပ်ဘဂျူးနေရာကဒီမှာပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကဒါလေးကိုဖျောက်ပြီးသူကကပ်ဘဂျူးဘယ်အစားထိုးရမလဲဆိုတော့ဒီရပေါ့เนาะဒါကပ်ဘဂျူးလာတဲ့လမ်းကြောင်း အဲ့တော့ဒီကောင်ကိုဘတ်တိုက်မယ်ကေဘယူအစားထုတ်မယ်သူနဲ့အတူတူပြန်လိုက်သွားပြီးမှဖောက်ပြီးမှသွားရမှာဖြစ်ပါတယ်နော်အဲ့တော့ငယ်ကတော့ဒါလေးကိုကိုဘတ်တိုက်ကိုဘတ်တိုက်မယ်ဆိုရင်ကျွန်တော်တို့က main လေးနဲ့နည်းနည်းအပူပေးရပါမယ်နော်အပူပေးပြီးမှကျွန်တော်တို့တိုက်လို့ရမှာဖြစ်ပါတယ်ဒါမိုလာကေဘယူနေရာကဒီမှာနော်အဲ့ဒါကိုကျွန်တော်တို့ကကေဘယူအစင်းသားလေးပေးမယ်ကေဘယူအစားထုတ်ဖို့တက်ဆိုရင်အပူနည်းနည်းပေးရမှာဖြစ်ပါတယ်နော်ဒါမှကျွန်တော်တို့ကကိုဘတ်တိုက်လို့ရမှာဖြစ်ပါတယ်

โอเคပြီးတော့ရင်ကျွန်တော်ဒီကနေအပေါက်တပဖောက်မယ်ဖြည်းဖြည်းလေးဖောက်ရပါမယ်เนาะအနောက်ကိုမဖောက်သင့်တယ်เนาะဖြည်းဖြည်းလေးဖောက်ရပါမယ်ဒါကျွန်တော်ကဘကျူအစားထိုးမဲ့နေရာဖြစ်ပါတယ်ရပြီဒီလောက်လောက်အပေါက်ဆိုရင်နည်းနည်းလေးချက်လာအောင်မယ်ဗာချင်းမနော်ကျွန်တော်ကေဘကျူးဝင်တော့ရတဲ့အပေါက်လေးပေါ့နော်အဲ့ဒါကကျွန်တော်ကေဘကျူး ဒီမှာအစထုတ်မယ်နော်အဒီနေ့အစထုတ်မယ်ပြီးဒီ session နဲ့လိုက်လာမယ်ဒါဆိုရင်ကပကျူအရှိဘယ်လောက်သုံးရမလဲဆိုရင်ငွေကရေခဲတက်တာပေပေဘူးဆွဲလိုက်အကန့်ဆွဲလိုက်လေရေခဲတက်တာရဲ့အမြင့်ကိုဆွဲလိုက်တဲ့ကကျွန်တော်တို့ဘယ်လောက်ရလဲဆိုရင်ဒီမှာ100 100ဟုတ်တယ်နော်100 100ကိုနှိမ့်နေစမယ် 60ရတယ်ကွာ6တလေ6 60နဲ့ဟာလား60နဲ့130နဲ့ပေါင်းလိုက်တော့190ဗော190စီလီမီတာတက်ရပါမယ်เนาะ190စီလီမီတာတက်ရပါမယ်ဒါဆိုရင်ကပယူဆင်းဖြောက်မယ်190စီလီမီတာโอเคဒါဆိုရင်ကျွန်တော်တို့ကဒီအနေထားထိထိုးလိုက်လို့ရတာဖြစ်ပါတယ်เนาะ โอเคကျွန်တော်တို့ဒီအနေထားထိထုတ်လိုက်တာဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီတိုင်းဆိုရမှာဖြစ်ပါတယ်ဒါကတတုချောင်းလို့ရတယ်တတုချောင်းတတုလာချာချောင်းနဲ့ဆိုရပါမယ်เนาะတတုလာချာချောင်းနဲ့เนาะတော့တတုလာချာချောင်းဆိုတာဒါကိုပြောတာပါเนาะတတုလာချာချောင်းဆိုတာเนาะအဲ့ဒါနဲ့ကျွန်တော်တို့ဖာမှာဖြစ်ပါတယ်ကဲမီလီယံမင်းယူလာမယ်ခဏရိုက်ရမယ်ရှည်သွားပြီရပါမယ်ဖြစ်ပါ ဲကက်ကက်လေးရတော့နော်သတ္တုလာချ6နဲ့ဖာရမှာဖြစ်ပါတယ်နော်โอเค ထားအောင်နော်တပကျအဝါကိုပြောတာပါနော်ပိုက်ပေးရမယ်ဆိုတာကနော်ကျွန်တော်ဒီပိုက်ကိုပိုက်ရမှာမဟုတ်ဘူးနော် โอเคဒီလိုမျိုးဆိုရင်ကဘကျူးကိုဖောက်ဖို့အတွက်ကတော့ကျွန်တော်တို့ဒီကနေဖောက်လိုက်ရင်ရပြီဖြစ်ပါတယ်เนาะဒီမှာကဘကျူးဆဲမဲ့နေရာကကျွန်တော်ဒီနားလေးတုံးမောက်ဒီနားလေးအားဖောက်လိုက်ရင်ဘာမှလည်းမမြင်ရပါလားကောမြင်ရလည်းမလာဘူးအာဒီအားတုံးမောက်ဒီကနေဖောက်ပေးလိုက်ရပါပြီเนาะစိုးစိုးက session ပိုက်ကြတော့ဒီနေရာလေးကနေဆက်ပေးလိုက်ရပါမယ်ဒါဆိုရင်အဆင်ပြေသွားပြီเนาะအဲ့တော့ကဘကျူးကိုအပြင်ဘက်ကလည်းကျွန်တော်ပိုက်ပေးရပါမယ်เนาะဒါမှဒါဆိုရင်ကဘကျူးကထွက်မှာစိုးလို့ ဒီကြပကျူးကလည်းကျွန်တော်ဒီနားလေးကဖြတ်ပြီးမှဒီနားလေးကပိုက်ပစ်လိုက်ရပါမယ်နော်။ဘာလို့ဆိုတော့တိရမူလာကြပကျူးကိုမတုံးလို့ရမလို့။ပလယာလေးယူလာမယ်။ဒီမူလာကြပကျူးကိုလည်းကျွန်တော်တို့ပိုက်ပစ်လိုက်ရမှာဖြစ်ပါတယ်နော်။အာဒီကောင်လေးကျွန်တော်တို့ပိုက်ပစ်လိုက်ရပါမယ်။ဒါမှအဆင်ပြေမှာဖြစ်ပါတယ်နော်။ ကျူအရှေကိုလေးတဲ့အခါယကိတ္တရဲ့အမြင့်ကိုတန်းလိုက်ပါတကယ်လို့ယကိတ္တရဲ့အမြင့်က120မီလီရတယ်120စီလီမီတာရတယ်ဆိုရင်120ကိုနင်းနေစာနင်းနေစာပြီး120နဲ့နင်းနေစာထားတဲ့ပုံနဲ့ပေါင်းပါနော်ဒါမှကျွန်တော်တို့ကပကျူရဲ့အရှေကိုတိုင်းလို့ရတာဖြစ်ပါတယ်နော်โอเคအားလုံးကျေးဇူးတင်ပါတယ်